အားလုံးပဲမင်္ဂလာပါ။ဒါရသမီးတို့ရဲ့ Sunny Smile Education YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တစ်ချက်ကတည်းကဒါရသမီးတို့ကိုအင်္ဂလိပ်စာဘလောက်တိုးတက်နေလဲဆိုတာကို game လေးနဲ့စစ်ကြည့်မယ်။ဒါရသမီးတို့က word game လေးဆောင်ရမှာဖြစ်ပါတယ်။ဒီ video ထဲမှာတစ်ချက်က word game လေးနဲ့စာလုံးပေါင်းလေးဘလောက်ရနိုင်ပြီလဲဆိုတာကိုအကဲပြတ်စစ်ဆေးမှာဖြစ်ပါတယ်။ဒါဆိုရင်ဒါရသမီးတို့ကဒီ video ဆုံးခေတ်တစ်ချက်နဲ့တူတူ word game လေးတွေကိုစောင့်ကြည့်အောင်နော်။ Okay, let's start. ဒီ game ကိုဘယ်လိုစားရမလဲဆိုတော့ပုံလေးကိုပြမယ်ပုံလေးကိုကြည့်ပြီးတော့ဒီ letters တွေကို jumble ပေးထားမှာဖြစ်ပါတယ်စကားလုံးလေးတွေကအတက်မပေးထားဘူးတောက်သမီးတို့ကအဲ့စကားလုံးလေးကိုအတက်စီပြီးွားတော့ဒီ picture လေးကဘာ picture လေးလဲဆိုတော့ကိုခံမှန်းပြီးတော့ရေးရမှာဖြစ်ပါတယ်ဒါဆိုရင် the challenge to do size ကစားကြည့်အောင်နော် okay so everybody use the letters to spell the work so တချို့တို့ကဒီ picture လေးကို picture လေးကလည်းအပြည့်မပြဟာ picture လေးကိုတချို့တို့က chair ထားရဲ့အယောင်လေးကအမဲအောင်လေးလုပ်ထားတယ် picture လေးကိုကြည့်ပြီးတော့ဘာ animals လဲဆိုတော့ guess လုပ်ပြီးတော့ဒီ letter လေးကိုအစင်လိုက်ပြအောင်စီပါမယ်နော် okay တချို့က second 15 second အချိန်ပေးပါမယ်တော်သူရစီတီးအောင်နော် what animal is it? Tiger, T-I-G-E-R, tiger. Tiger, the W, Mela. Are you correct? Okay, let's go to the next one. Use the letter to spell the word. 15 seconds starting now. Time's up. What animal is it? Sheep. S H E E P sheep. ဒါသူရုံးမှတ်မိရလားဒီဆက်ကဒီ Sunny Spot Education YouTube channel မှာဒီဆက်က unit 1မှာဒီဆက်ကဒီ animal စေးတွေကိုသင်ထားပြည့်ရယ်။ဒါမျိုးတော့မှတ်မိရဆိုရင်ဒီဟာလေးဖြေနိုင်နေမယ်။မှတ်မိရလား? Okay. So now number 3 15 second study now let's start ဒီဟာလေးကဘာလေးလဲဆိုတော့ဒီ letter ဈေးတွေကိုစီပေးပါမယ် What is it? Chair. C H A I R. Chair. What fruit is it? Lemon, L E M O N, lemon, Okay animal is it? It's really easy. Pender P and D Pender. What animal is it? Bunny B U N N Y Bunny ဒီဟာလေးအစာကောလေးဘာလေးဖြစ်မလဲအာမင်းနည်းနည်းခက်နေလိမ့်မယ် Okay Let's try it ကြိုးစားကြည့်အောင်နော်ဒီစံနဲ့တူ O R W L D it. Wow. WRLD war. Okay. ဒီနေ့ဒီလောက်ထိဖြည့်ပြီးอ่ะဒီစစ်တင်มาရင်တောင်တမီတို့အကုန်လုံးဖြည့်နိုင်နေဆိုရင်လည်း good job မဖြည့်နိုင်ဘူးဆိုရင်လည်းပြဿနာမရှိပါဘူး။ဒီချက်ကဒီ Fan Foster ရဲ့စာအုပ်လေးကိုအဓိကဒီ curriculum လေးနေနဲ့ထားပြီးတော့တင်ပေးမယ့်အတန်းလေးရှိပါတယ်။အဲ့ဒီအတန်းလေးကတော့မေလမှာဖွင့်ဖို့ရှိပါတယ်။အဲ့ဒီအတန်းလေးက Fan Foster ရဲ့ဆိုရင်ဒီစာအုပ်လေးကိုဒီချက်က ကင်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်ဒီစာအုပ်လေးရဲ့အဓိကကတော့ four skills ကိုအဓိကဦးတည်ထားတာဖြစ်ပါတယ် grammar ရဲ့ vocabulary ရော four skills ရောပါမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးအဆင်ပြေပါတယ်နောက်ပြောတော့အသက်ကက်တက်ချက်နေတဲ့တစ်ဆယ်က၈နှစ်ကနေ10နှစ်အတွင်းတက်လို့ရတဲ့အတန်းဖြစ်ပါတယ်ဒီဟာလေးကတော့ဒီဆက်ဆက်ချင်းအဆင်ဖြစ်ပါတယ်ဒီဟာက beginner level ဖြစ်ပါတယ်ဒါကတော့၈နှစ်ကနေ10နှစ်အတွင်း four skill ကိုစပြီးတော့လေ့လာခြင်းနဲ့ဆိုရင်တက်လို့ဖြစ်ပါတယ် grammar နဲ့ vocabulary ပါပါတင်ပြီးအတန်းလေးဖြစ်ပါတယ်ဒီကျေကမေလမှာစောင့်ခွင့်ပါမယ်ဒီတန်းလေးက zoom အတန်းလေးဖြစ်ပါတယ်အတန်းလေးနဲ့ပတ်သက်ပြီးတော့ဘယ်ချိန်မှာဘယ်ရက်မှာစမလဲတိုင်းလေးကအချိန်ကာလကဘယ်လောက်ကြာမလဲသင်တန်းကျရရောဘယ်လိုရှိမလဲဒါနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်တခြားရဲ့ Telegram ကို support ပြီးအမေးလို့ရပါတယ်တခြားရဲ့ Telegram link ကိုအောက်မှာပေးထားပါတယ်ဒီ link ကနေတက်စင်မေးလို့ရပါတယ် ပြီးတော့ဒီချက်မှာ Facebook page လည်းရှိပါတယ် Sunny Smiles Education ဆို real Facebook page တွေရှိပါတယ် Facebook page link ကိုလည်းဒီ video အောက်မှာပေးထားမှာဖြစ်ပါတယ်အဲ့ဒီ link မှာလည်းသွားပြီးတော့ page မှာလည်းတင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုမြင်မြန်လို့ရပါတယ်ဒါမှမဟုတ်ဘူး Telegram ရော Facebook ရောအဆင်မပြေရင်ဒီ YouTube ရဲ့ message မှာလည်းမေးထားလို့ရပါတယ်ဒီစေကပြန်ပြေးပြီးမှာဖြစ်ပါတယ် Telegram ကတော့ Telegram link မှာ Sunny Smile Education ဆိုတဲ့ Telegram link ကို join လိုက်တယ်ဆိုရင်ပြပေမေတို့အနေနဲ့ဒီသင်တန်းနဲ့ပတ်သက်တာလည်းသိရမယ်ဒါအပြင်ပြင်ပစာအုပ်တွေဖတ်မယ့်စာအုပ်တွေ YouTube link တွေအသုံးဝင်တဲ့ game လေးတွေကိုလည်းတစ်ချက်ကသင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ link ကို Telegram link ကို join ပေးထားလို့ရပါတယ်။သင်တန်းကျောင်းကိုသိချင်တယ်ဆိုရင်လည်းဒီ Telegram ကနေတစင်းမေးလို့ရပါတယ်။ဒီပေးထားတဲ့ဒီ social media အသုံးကိုတောင်းပြီးမေးလို့ရပါတယ်။ Telegram Facebook link ကိုတစ်ချက်ကဒီ video အမှာပေးထားမှာဖြစ်ပါတယ်ပြင်မီတို့ရေ။ ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။တာသမီတို့လည်းဒီချန်နယ်တတူဒီ test day ကိုဖြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်လာမယ့် test day ဗီဒီယိုတွေမှာဒီချန်နယ်တတူပြန်ပြီးဆောင်ကြမယ်နော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးတင်ပါတယ်။ဒီချန်ရဲ့ Sunny Smile Education YouTube Channel ကိုလည်း subscribe မလုပ်ထားရင် subscribe လေးလုပ်ထားပေးပါအောင်နော်။တင်ငယ်ချင်းတွေကိုလည်း share ပေးပါအောင်နော်။အားလုံးပဲတာယာချမ်းမြေတဲ့နေ့လေးကိုပိုင်ဆိုင်နေပါစေ။ Goodbye everyone. See you in the next video.